မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ရှားပါပြီးကမ်ဘီယာအစွမ်းသိတီထူရီရှိနေတဲ့မွေဦး MD ရတနာတောက်တဲဦး MD ရတနာနဲ့အိမ်မြောင်ဦး MD ရတနာတို့ရဲ့အကြောင်းကိုစိတ်ဝင်စားဖွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့် season လေးမစတင်ခင်မှာ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ပြီး video အသစ်တင်နိုင်သေးရအောင်ဘေးနားကခေါလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်ဒါဆိုရင်အ season လေးကိုခုပဲဆက်လိုက်ကြရအောင် မတီဆိုတာမာကျော်ရဲ့အဆိုင်ခဲလုံးတစ်ခုဟာလော်ကီတမထပညာစကန်းစင်ဆိုင်ရာဝိဆာအောင်လန်ပညာစကန်းဆန်နဲ့သိတိဆေပါတဲ့ကကာယသိတိဒါလန်တနက်ပြီးစီချင်းပိယသိတိချစ်ခင်မြန်တို့နှစ်သက်စီချင်းနဲ့တနာသိတိစီပါလလာပါရှင်စီချင်းစတဲ့သိတိသုံးပါးနဲ့အ ਨੇ ဆုံးသိတိတပါးပါစွမ်းဆောင်ထမ်းမြတ်တဲ့ပစ္စည်းမျိုးကို အမတီလို့ခေါ်ပါတယ်အမတီကိုသုံးမျိုးသုံးစားခွဲထားပါတယ်အဲ့အရာတွေကတော့ ဘူမီယာအမတေရက်ခတ်မှုအမတေနဲ့ဒရေးဆန်အမတေတွေပဲဖြစ်ပါတယ်အခုပြောပြပေးသွားမယ့်အမတေယတနာတွေကတော့ဒရေးဆန်အမတေယတနာတွေထဲမှာပါဝင်နေဂမ်ဘီယာအစွမ်းသိတ္တိထူရေရှိတဲ့ငွေဥအမတေယတနာတောက်တဲဥအမတေယတနာနဲ့အိမ်မြာဥအမတေယတနာတို့ပဲဖြစ်ပါတယ်ငွေဥအမတေယတနာကမ်ဘီရာလောကပစ္စည်းတွေထဲမှာငွေဥအမတေယတနာပစ္စည်းတွေဟာလည်း အလွန်ရှားပါလာတဲ့တေတီဝင်းအစွမ်းထက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။မွေးဦးအမတီယတနာတွေကိုအယောင်သွေးမျိုးစုံနဲ့တွေ့ရှိရတတ်ပါတယ်။အဖြူရောင်အဝါရောင်အစိမ်းရောင်အပြာရောင်နဲ့မွေးမျိုးစုံရဲ့အမတီယတနာတွေဟာသဘာဝကပေးတဲ့အလားတရားတစ်မျိုးစီနဲ့ထူခြားစွာတွေ့ရှိရတာဟာအံ့ဩဖွယ်ရာဖြစ်ပါတယ်။မွေးဦးအမတီယတနာတွေဟာညိုတက်ညိုအားကောင်းမွန်စေတဲ့ဓာတ်သဘောရှိတဲ့အတွက်အမှုပညာရှင်တွေစကားပြောဆိုလောက်ကင်ရတဲ့အလုပ်လောက်ကင်ရသူတွေအနေနဲ့ဆောင်ထားတဲ့ အမတ်ရတနာတမျိုးလည်းဖြစ်ပါတယ်။ငွေဥအမတ်ရတနာတွေကိုပပောက်စုပ်ထည့်ထားတဲ့ပုဂံတွင်မှထားခြင်း၊ကိုနေမကွာဆောင်ထားခြင်းတွေပြုလုပ်နိုင်ပါတယ်။ဒါအပြင်နွားနို့ရင်စိန်ခြင်း၊နွားနို့ပပောက်နဲ့နင်းစီပန်းတွေရောထားတဲ့အရေးကိုမကြာခဏစိန်ပေးခြင်းတွေကိုလည်းပြုလုပ်နိုင်ပါတယ်။ငွေဥအမတ်ရတနာတွေဟာကြောက်သားကဲ့သို့ဖြစ်ပေါ်နေတော့လေ။ခြေပုဂံပြားမှာပုတ်တိုက်တဲ့အခါမှာညှော်နှံ့သားထွက်လာမှဖြစ်ပြီးအမတ်ရတနာကတော့ ပွန်ပဲ့သွားခြင်းမရှိဘူးလို့ဆိုပါရင်ဒါအပြင်အမတီနဲ့ပိုတိုင်လိုက်တဲ့ကြွေပကန်သားစားသွားစီမှဖြစ်ပါရင်မွေဦးအမတီယတနာဟာအများအားဖြင့်ပီယာဒိတ်တီအစွမ်းရှိတတ်ကြပါရင်အခုပြောပြခဲ့တဲ့မွေဦးအမတီယတနာဟာရှားပါလွနာကြောင့်ရရှိဖို့လည်းမလွယ်ကူလာပါဘူးတောက်တဲဦးအမတီယတနာတောက်တဲရီဟာမိမိကိုတက်ဖြတ်မယံသူကိုတော့မျက်စိလဲစားပြီးရှောင်းတိန်နိုင်တဲ့အစွမ်းရှိသလို့ နှစ်ကြာလာတဲ့မြတ်အသက်ရာထောင်ချီပြီးနေနိုင်တဲ့သတ္တဝါတွေလည်းဖြစ်ကြပါတယ်။အပြင်တောက်တဲ့တွေဟာထိုထင်းသိမြင်နိုင်တဲ့အစမ်းသက်တည်ရှိတဲ့အတွက် အကြားမြင်ရနေတဲ့သတ္တဝါလိုတောင်တင်စားကြပါတယ်။ဒါကြောင့်တောက်တဲ့ဥအမတရေတနာကို အကြားမြင်ပေးတဲ့လက္ခဏာပညာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ရှာဖွေကစောင့်ထားတဲ့နဲ့အမတရေတနာတစ်ခုလည်းဖြစ်ပါတယ်။ဒါပြင်တောက်တဲ့ဥယေတနာတွေဟာအလွန်ရှားပါးလွမ်းတာကြောင့်ငွေဥအမတရေတနာတွေလိုမျိုး ရရှိဖို့လဲအလွန်ခက်ခဲလာပါတယ်။အိမ်မြောင်ဦးအမဒီရတနာအိမ်မြောင်တွေကလည်းတောက်တဲ့တွေလိုအစုံမြင်နိုင်စွမ်းရှိတဲ့အစွမ်းရှိတဲ့သဘောဖြစ်ပြီးကောင်းတာမြင်ရရင်လဲစုပ်ထုတ်ကမကောင်းတာမြင်ရရင်လဲစုပ်ထုတ်တဲချပြီးအရာရာကိုမြင်နေတဲ့သဘောတွေဖြစ်ပါတယ်။အိမ်မြောင်တွေဟာမျက်နာပွင့်ပြရာသိတိအပိုင်းတွင်လဲသူမတူအောင်ထူချလာပြီးအစွမ်းရှိတဲ့သဘောတွေဖြစ်ပါတယ်။အိမ်မြောင် အမီးနှခွနဲ့ဆေးစည်ရင်ချင်းအိမ်မြောင်ဖြူအမီးနှခွအားမျိုး၍ မော်ကျင့်စဉ်တက်ချင်းစတဲ့ပညာရဲ့များစွာရှိပါသည်ဒါပြင်အိမ်မြောင်တွေဟာတိုင်ကွဲ တိုင်ကဲစားတဲ့ရန်သူမမြင်အောင်ရှောင်တိန်နိုင်တဲ့အစွမ်းတွေလည်းရှိကြပါသေးတယ်။အိမ်မြောင်ဥအမတေတွေဟာကြောက်ဆိုင်ကြောက်ခဲတွေလိုမာကျုံးနေတတ်ပြီးရရှိဖို့လည်းအလွန်ခဲရင်လာပါသေးတယ်။ပြရသိတဲ့အစွမ်းရှိရဲ့လူချစ်လူခင်ပေါ်ခြင်းနဲ့ လာဘသိတီအစွမ်းရှိတဲ့စီးပွားလက်လာဘတိုးတက်စေခြင်းစားတဲ့အစွမ်းတွေကိုအိမ်မြောင်ဥအမတီပိုင်းဆိုင်ထားသူတွေအနေနဲ့ရရှိစေနိုင်ပါတယ်။ဒီအမတီယတနာတွေကိုရရှိရခါရွှေနဲ့ခက်ပြီးဝစင်ကစောင့်ထားသင့်ပါတယ်။ဘတ်တော်အမတီယတနာဘတ်တော်အမတီယတနာတွေဟာတော်ထဲမှာဝါနဲ့ထင်းတွေခွဲတဲ့အခါအခေါင်းပေါက်တွေထဲကနေရရှိတတ်ကြပါတယ်။ဘတ်တော်အမတီယတနာကိုစောင့်ထားမယ်ဆိုရင် လာဘသိတိနဲ့ကာယသိတိအစွမ်းရှိရာကြောင့်လက်ပွင့်စေခြင်းနဲ့ အတိုင်းခိုက်ပြန်ဆိုင်ကိစ္စတွေအတွက်အထူးအဆန်းထက်ပါတယ်။ဒါပြင်ပဒုံအမနေဟာကံတရားကိုအထူးကောင်းမွန်စေသလိုသာသနာရေးရာကိစ္စတွေမှာလည်းအင်မတန်မှဆွမ်းအားကြီးလာပါတယ်။ဒါပြင်ပဒုံအမတေဟာအနည်းငယ်မီဘေးစွရန်ဆိုတွေကိုလည်းတတ်နိုင်သမျှရောပါစေတတ်ပါတယ်။အနည်းရှိသောလူကိုနာမှရှိရင်အနည်းဘေးစွတွေအကြီးအကျယ်တစ်ခုခုဖြစ်လာမယ်ဆိုရင်အိမ်မက်နမေရဖြစ်ပဒုံအမတေတွေကပေးတတ်တယ်လို့ဆိုပါတယ်။ဒါပြင်ဒီအမတေဟာထိပေါစေတတ်တဲ့ဓာတ်တမျိုးလည်းရှိပြီးတော့ ညနာမြင်ရင်ချစ်ခင်စီပြီးပြောဆိုသမျှအောင်မြင်တတ်တဲ့ဓလဲရှိပါတယ်။အခုပြောပြပေးတဲ့ပဒုံအမတိယတနာကို ပမ်မမန်ကြည့်ပြီးပထမ်းမမန်ရုပ်ပေးကလူရကိုဆန္ဒပြုဆူတောင်းကြည့်မယ်ဆိုရင် အနည်းနဲ့အမြန်ကိစ္စပြီးစေချင်အောင်မြင်စေချင်စတဲ့ထူချမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီအမတရတနာဟာလည်းအလွန်ရှာပါလွန်လာကြောင့်ရရှိဖို့လည်းမလွယ်ကူသလိုထိုက်တန်တဲ့သူတွေအတိုင်းရရှိကြမှာလည်းဖြစ်ပါတယ် အကယ်၍မိတ်ဆွေတို့မှလည်းအခုပြောပြပေးခဲ့တဲ့အမတ်ရတနာတွေအထက်ကတခုခုရှိခဲ့မယ်ဆိုရင်မှတ်ချက်တစုံတရာတစ်ခုရေးသွားခဲ့ကြပါအောင်ရှင်။